အားလုံးပဲမင်္ဂလာပါခင်ဗျာဝင်းလဲအိုရီဝတ် YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ပရိသတ်ဒီအတွက်ရွေးချယ်တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာတုံညာရေးသားထားတဲ့လူမိုက်ကြီးတက်ခိုင်ဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်း20ပဲဖြစ်ပါတယ်စိတ်ဝင်စားဖွယ်ရာရဲမှုကင်းဇာတ်လမ်းများနဲ့လူမိုက်ဇာတ်လမ်းကောင်းများစွာကိုနေ့စဉ်မပြတ်တင်ဆက်ပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ Channel လေးကို Subscribe နှိပ်ထားဖို့မမေ့နဲ့အောင်နော်ဗီဒီယိုတစ်တစ်တွေတင်နိုင်တိနေအောင်လို့လည်းဘေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပေးပါဦးကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဝင်းလက်ပဲဖြစ်ပါတယ်ခင်ဗျာ ဆရာတန်တင်းစေးဘက်မှာရှင်းလေးဆိုတဲ့ကောင်နေချက်လာတယ်။ဘဲရကောင်လဲ။ကျောက်တို့အိမ်ထဲတွင်တပည့်တချို့နဲ့ထိုင်တောက်နေတော့သူယုံကြည်အားကိုးရတဲ့တပည့်မှဒီလိုထပြောခြင်းဖြစ်တယ်။တန်တင်းစေးကလည်းသူ့အုပ်ချုပ်မှုနဲ့အနှဲငယ်လှမ်းလာတယ်။ရိုးရိုးတာမန်စေးဖြစ်တာကြောင့်တွင်နေကားတွေတိတ်မရှိ။ဒါကြောင့်တိတ်ပြီးတော့ကယုံမဆိုင်လိုက်မိခြင်းဖြစ်တယ်။သို့တော့အခုလိုနေကြော်လာတာကိုတော့သဘောမကျကြည်။အဲ့စီဝင်းကျင်ကကောင်ပဲ။အရင်ကဗျံကြချာတိတ်တွေ အခုမှကြိုးတောင်းလာတာသူဆိုတော့စောက်ထိုးအရက်ကို တကြိုင်မော့လိုက်ကအဲ့ကောင်ဆောင်းဆင်းကိုငါကဝင်ပေးရအောင်မလားမင်းတို့ဘာသာရှင်းလေဒီမှာဆက်ယုံကိစ္စတွေတိတ်လည်နေရတဲ့ကြားတယ်ပြောပြတာပါဆရာအဲ့ကောင်တော့တော့ခေါင်းနဲ့ထည့်စရာမလိုပါဘူးမင်းတို့ဘာသာကြည့်ကြလှုပ်လိုက်ခေါင်းမနဲ့ရိုက်ခွဲလိုက်ကွာဟုတ်အဲ့ဒီနောက်စောက်ထိုးတယောက်မမိုးတမိုးတောက်ပြီးအိမ်ငန်းထဲသို့ဝင်သွားလီတော့တယ် အိမ်ခန်းထဲမှာတော့သူ့ကိုထားတဲ့ဇရားနှစ်ပွေကအတင်းစောင့်ကြိုလေးရရှိတယ်။နောက်တနေ့နနက်10:00နာရီခန်းဆရာဆရာအခန်းဝါမှာအတန်ကြဲကြီးပြင်းနှိုးနေတာကြောင့်သောက်ထိုးတယောက်လန်နိုးသွားတယ်။ဒါကြောင့်မျက်စိဖွင့်လိုက်တော့လေအခန်းမြင်ကွင်းကိုရုတ်တရက်မမြင်ရသေးပေအဝါရောင်ကာလာပေါ်တွင် ပန်းပွင့်နေနေရဲရဲများကိုသာဝါတတာတွေးလိုက်ရတယ်။ထမင်းကြီးသူ့မျက်နှာပေါ်အုပ်နေတာကိုဖုံးကန်တိုးပြီးစွဟင် ဘာတော့ဟာသောက်ထိုးဒီလိုပြောလဲပြောမျက်နှာပေါ်ကထမိန်ကိုဆွဲဖယ်လိုက်ကတရိုးတရိုင်ဖြင့်ထားလိုက်တယ်။ဘေးမှာတော့ဇရားနှစ်ပွေကအဲ့လိုကောင်းတော့ဒီမှာဘင်းနာကောက်ကောင်တွေရောက်လာတယ်ဆရာနဲ့တွေ့ကျင်လို့တဲ့သူဆိုတော့သောက်ထိုးခြေရင်းတွင် သူ့ပစိုးကိုလိုက်ရှာကခေါင်းကနေဆွချလိုက်ရင်ဟာလီးလို့ပဲစောစောစီစီဒီလိုဦးရေရိုရေအခန်းပြင်သို့ထွက်လာတယ်အင်ကြီးပင်မပါချေဟေးကောင်ဘမလဲ လာနှောတဲ့တပည့်ဖြစ်သူကိုစောက်ထိုးမေးလိုက်ခြင်းဖြစ်တယ်။အိမ်ရှိမှဆရာကျပောက်တို့နဲ့ထန်စကားပြောနေတယ်။သူဆိုတော့စောက်ထိုးလဲအိမ်ရှိဘက်ကိုဥတီလျှောက်သွားနေတော့တယ်။သွားလေသူဘရင်တော်အပိုင်စားအသေးလေးမှာစောက်ထိုးနဲ့တငယ်ချင်းတွေဖြစ်တယ်။သူတပည့်တွေကိုစောက်ထိုးသဘောမချမိတာမှန်ပေမဲ့အသေးလေးမျက်နှာကြောင့်ထတွေ့ခြင်းဖြစ်တယ်။နှုတ်မဟုတ်ကတော့တွေ့ဖို့ဝေးစား။ဟေးကောင်ဘာဖြစ်လို့လဲ။စောက်ထိုးမေးလိုက်ခြင်းဖြစ်တယ်။ကြောက်လာသူနေရောက်မှာကွာတို့နဲ့တခြားအဖို့တို့ဖြစ်တယ်။ ကိုကြောက်ဆောင်အကူကြီးတောင်းခိုင်းလိုက်လို့ပါအကူကြီး။ကွားတို့ဤပြန်ဖြေတန်းအစုံစောက်ထိုးလဲအိမ်မုံစုံအားဖြင့်ဝိုင်းတဲတွင်ဝင်ထိုင်လိုက်လေတယ်။ဘာကိစ္စတဲ့လဲ။တိုးဆိုတော့ကွားတို့လဲလာရင်းကိစ္စကို ပြောပြလိုက်တော့တယ်။ကိုကြီးတော်ကဟုတ်ပါပြီ။ဂျားထဲမှာစေကဘာလောက်ချားနာတာကငါကဘယ်လိုလာရမှာလဲ။အင်းစိမ့်မှာလဲအဖွဲတွေမှာအများကြီး။ငါတို့ဘယ်ချင်းချေလဲမားမလဲဆိုတာစောင့်နေတဲ့ကောင်တွေ။ပြီးတော့လိုင်းတရာဘက်ကလာမယ်ဆိုရင် ပို့ဆိုဟိုကောင်ကငါနဲ့တစမ်းမှတဲ့တာမဟုတ်ဘူးသောက်ထိုးစကားကြောင့်ခွားတို့တို့လည်းစိတ်သက်ကြသွားခဲ့ရတယ်ထို့သောနောက်ထပ်ပြောလာတဲ့ခွားတို့ရဲ့စကားကအနှဲငယ်တော့အကျိုးသက်ရောက်မှုရှိခဲ့တယ်ဘရင်နောင်ကိုအကိုကြီးကရင်အကိုကြီးလည်းအကျိုးရှိတယ်ဒါပေမဲ့ဟိုဘဲရသွားရင်တော့တကယ်မလွယ်ဘူးနော်ဘာလို့လဲဆိုဘရင်နောင်ကိုရရင်သူအင်းစိန်ကိုဝင်မှာအင်းစိန်ကမျိုးစော်ဆိုတဲ့ကောင်ကအဲ့ဘဲနဲ့ join ထားတာအဲ့ဘဲသာအင်းစိန်ကိုမျိုးစော်လက်ထဲထည့်ပေးပြီဆိုရင် အကိုကြီးရှေ့ပြီးသားကိုလည်းမျက်စောင်းမထိုးဘူးလို့မပြောတတ်ဘူး။ကွာတော်စကားကြောင့်စောက်ထိုးအနှင်းငယ်တော့တွေဝေသွားတယ်။နေသမောင်မျိုးစောငါတိပါတယ်ဒီကောင်ကဘလို့ဖြစ်ပြီးဟိုဘက်ရောက်သွားတာလဲ။ကျွန်တော်လည်းဘယ်တိပါမလဲဗျာမျိုးစောနဲ့ကျွန်တော်တို့နဲ့ကလည်းတဲ့တာမဟုတ်ဘူး။ပြီးတော့ဒီကောင်အင်ပါယာကလည်းရှော့တော့လို့မရဘူး။စောက်ထိုးတယောက်တစုံတစ်ခုကိုစဉ်းစားနေပြီးတယ်။တခိုင်ကိုသူသိတယ်ဒီနောက်ပိုင်းဒီဘက်အချမ်းတွင်သူတပည့်ငတ်ထုံးရဲ့လွှမ်းမိုးမှုကလည်း အနှဲငယ်တက်ရောက်လာခဲ့တယ်။သို့တော့သူကယူမဆိုင်ချေအခုကတော့ဂွားတိုပြောပုံအရာဆိုလျင်လစ်လို့ရှူရမဖြစ်တော့မင်းတို့ပြန်တော့ငါကြောင်းပြန်ပြီးမယ်တခုခုထူရင် ဖုံးမဲ့လက်ဆက်လိုက်ရတယ်လူကိုယ်တိုင်လာစရာမလိုဘူးဟုတ်ကိုကြီးအဲ့ဒီနောက်ဂွားတိုတို့လည်းထပြန်သွားကြတော့တယ်ကိုနောင်နှောင်းစားပြင်းနေဆိုတာကျွန်တော်သိတယ်ဒါပေမဲ့ကျွန်တော်ပြောတာနားထောင်ပါဒီဘဝင်းချင်းကလည်းသူ့အင်ပါယာတွေကြီးပဲသူနဲ့မှအမိတ်ဖြစ်လို့လည်း ကိုနောင်နောင်ဘာမှအကျိုးမရုပ်ဘူးအဲ့ဒါတော့ယုံမင်းသားနဲ့နောင်နောင်လဲတန်းဗုဒ္ဓနှစ်ပေးကခက်သေးသေးရက်ဆိုင်တဲတွင်စကားထိုင်ပြောနေခြင်းဖြစ်တယ်နှစ်ယောက်စလုံးကငရွတ်တွေပြီးပြီးပေတပဲ့တပန်းပဲချတိတ်မှမခေါ်ကြည်နှစ်ယောက်တည်းမျက်နှာချင်းဆိုင်ထိုင်ပြောနေခြင်းဖြစ်တယ်ရခင်ကတီကျန်းပိုးတာကြောင့်လဲပါပါတယ်မင်းသားမင်းရပူတဲ့လောက်တော်တော်စကားများတယ်ကောင်နောင်နောင်စကားဆုံးမင်းသားတစ်ချက်ပြောလိုက်တယ် ဲ့ဒီနောက်စကားတကွန်းဆိုရင်ဟန်ပြင်ပြီးမှရင်ထဲကစကားတွေကိုအရက်တွေနဲ့ပြန်မျောချလိုက်တော့တယ်မိသားပြုံးတာတွေ့ကလေးကနောင်နောင်ကလည်းခါကြမဓာစီတို့လက်ကရောက်ပြီးသားဖြစ်တယ်မိသားစောက်ချင်းသူတိနေတာကိုကျွန်တော်တခုပြောမယ်နော်ကိုနော်နော်စိတ်တော်မဆိုးနဲ့သူဆိုတော့နောင်နောင်မှမိဆက်ပြလိုက်တယ်ကျွန်တော်ကပုံမိတ်လင်းလင်းတမားဗျအဲ့တော့ပုံမိတ်လင်းလင်းပဲပြောမယ်ဆိုနာကကိုနော်နော်ကျွန်တော်ကိုပြောတာကျွန်တော်မကြိုက်ဘူး ကျွန်တော်ရက်ပုတာဘာဖြစ်လို့လဲအမေပေးတဲ့ဆုလက်ပဲလေအဲ့ဒါဘာဖြစ်လို့လဲဒီဒီခါတော့မင်းစာမပြောမှရုပ်တီတီနဲ့မေးလိုက်ချင်းဖြစ်တယ်သို့ဆိုတော့စိုးရင်ငါညီငါမားတယ်ဟုတ်တယ်ငါအဲ့လိုမပြောတင်ဘူးစိတ်မရှိနဲ့ကွာမိမိအပေါ်သူတပားကမဟုတ်တာလာလှုပ်လိရင်မခံတတ်တယ်လို့သူတပားအပေါ်အပြစ်လုံးမိလျင်လေချက်ချင်းတောင်းမှန်ဖို့ဝင်မလေးတက်တီကလူမှန်တော်တော်များများဤအချင်းစရိုက်ပင်ဖြစ်တယ်နောက်နောက်ရဲ့တောင်းမှန်မှုကြောင့်မင်းစာလဲစိတ်လျှော့လိုက်တော့တယ် မဟုတ်လေရင် သူတေးကိုတေးထောက်ခုံမိဖြစ်တယ်။ရပါတယ်ထောင်းလိုက်တော့မင်းသားရဲ့စကားတန်အစုံအဲ့တော့မင်းတို့ဘီကျဲကြီးငါ့ကိုလာမခုတ်ဖို့ရေးငါကသူ့ကိုစက်ကြီးပါညာဝေစုခွဲပေးရမယ်ပေါ့။နောင်နောင်မေးလက်ချင်းဖြစ်တယ်။မဟုတ်ဘူးကိုနောင်နောင်ကျွန်တော်တို့အကိုကြီးနဲ့အရင်စကားလိုက်ပြောကြည့်ပါ။ကိုနောင်နောင်အသက်အန္တရာယ်ကိုမပူနဲ့ကျွန်တော်အသက်နဲ့ရင်ပြီးအာမခံတယ်။ကိုမျိုးစော်တော်လာပြီးသွားပြီ။မျိုးစော်ဟိုတဲ့နာမည်ကြားလိုက်ရတဲ့ဖြင့် နောင်နောင်အနှဲငယ်အံ့ဩသွားပြီဟာမျိုးစုံကဘာသွားလုပ်တာလဲအဲ့ဒီကိုအဲ့ဒါကြောင့်ပြောတာဗောစကားလိုက်ပြောကြည့်စကားပြောကြည့်လို့အဆင်မပြေရင်ကိုနောင်နောင်သဘောဗျာသူဆိုတော့နောင်နောင်မှာစိတ်ဆက်သူပြီပြီအေးပြီးရောကွာမနှက်ပြက်မင်းလာခေါ်ငါအိမ်တိတယ်မဟုတ်လားတိပါရဲ့အဲ့ဒီနောက်မင်းစာနဲ့နောင်နောင်တို့ဘာစကားမှထပ်မဆိုတော့ပဲနှစ်ယောက်သာ grand တောင်းကုံအောင်တောက်ပြီးအတီးတီးလမ်းခွဲလိုက်ကြတော့တယ် အချိန်ကနေ့လယ်တစ်ချက်တည်းကံတက်ခိုင်နေရှိအိတ်ခဲတဲတွင်တက်ခိုင်ငထွန်းရခိုင်ကြီးမင်သာနှင့်နောင်နောင်တို့ထိုင်နေကြတယ်တက်ခိုင်နောင်နောင်ကိုတခုတော့ချီကျူးမိတယ်ဘယ်ကောင်းမှခေါ်မလာပဲမင်သာနဲ့နှစ်ယောက်တည်းရောက်လာခဲ့တာကြောင့်ဖြစ်တယ်တို့ဆိုတော့တက်ခိုင်လဲသူ့ခြေတိတ်တွေကိုအကုန်ပြင်ထွက်ခိုင်းလိုက်တော့တယ်ငထွန်းနဲ့ရခိုင်ကြီးကတော့ဒုံနဲ့ကော်ထုတ်လျင်တော့ထက်မဲ့ကောင်များမဟုတ်တာကြောင့်ထားလိုက်ရတော့တယ်ကျွန်တော်ရှင်းရှင်းမဲမင်းမယ်ဗျာ မျိုးစော့ကအကိုကြီးစီဘာသာလောက်တာလဲနောင်နောင်စကားဆားလိုက်ခြင်းဖြစ်တယ်မင်းအဲ့ဒါမေးဖို့ဒီကိုရောက်လာတာလားဟုတ်တယ်ဘာသာလောက်ရမလဲကွာဒီလောကသားတွေပဲဟာအလုတ်ကိစ္စရောက်လာတာပေါ့ပြီးတော့နောင်နောင်မင်းကငါတခုပြောမယ်ဒါငါအိမ်တည်းမလို့ပြောတာမဟုတ်ဘူးဂျုံကြီးမှုနဲ့အထင်ကြီးမှုအဲ့နှစ်ခုဆိုတာမတူဘူးတတိကိုကောင်းစင်တက်ပြီးမယူရဲ့ဆန်လို့တည်သွားတဲ့ကောင်တွေမှအများကြီးမင်းကိုဆုံးမနေတာမဟုတ်ဘူးငါမင်းဆရာလည်းမဟုတ်ဘူးပြောပြနေတာ နားထောင်နားမထောင်နားမင်းသဘောတက်ခိုင်ရဲ့စကားကိုနောင်နောင်ကြည်လေးလေးနားမလည်ကြည်သူ့ပါတော့လဲဘာမှပြမပြောပဲနှုတ်ဆက်နေမိတယ်သူ့ဆိုတော့တက်ခိုင်စကားဆက်လိတယ်ကဲနောင်နောင်လိုရင်းတို့ချင်းပဲပြောမယ်ဘင်းနောင်မှာပွဲတစ်ခုရှိတယ်အဲ့ဒါပြီးရင်မင်းပေါ်ရာမျိုးစော်ကိုအင်းစိန်နဲ့ဝင်ကူရမယ်အဲ့ဒါမင်းဘလို့သဘောရလဲမင်းရဲ့လှဲတဲ့ကလက်သေးခွန်စာလောက်ရှိတဲ့ပတ်စံတွေငါစိတ်ဝင်စားဘူးမင်းရမင်းယူငါရည်ရချက်ကတော့အပိုင်သားချင်းချင်းစီးလုံးစေချင်တာပဲ စည်းလုံးလည်းပြဿနာမရှိပါဘူး။ငါကတရားဟောမရရင်ဘလူးဆိုင်တီးတယ်။တက္ကံရဲ့အဆုံးသက်စကားမှနောင်နောင်ကိုတတိပေးလိုက်ခြင်းဖြစ်တယ်။နောင်နောင်လည်းအတော်လေးစဉ်းစားနေပြီတယ်။ကျွန်တော်ကစီးပွားရေးလုပ်ချင်လို့လူမိုက်ဖြစ်လာတဲ့ကောင်မဟုတ်ဘူး။ဒါပေမဲ့မေးစရာရှိရတော့မေးရမှာပဲ။အကိုကြီးနဲ့ပူပေါင်းရင်ကျွန်တော်အတွက်ဘာတွေရမှာလဲ။နောင်နောင်စကားကြောင့်တက္ကံဟဲ့ဟဲ့ပက်ပက်ကြီးလိုက်မိတယ်။ဘေးမှာရခိုင်ကြီးပင်ပြုံးမိလေတယ်။ဟေ့ကော ငါ့ကိုစီးပွားရေးလုပ်ချင်လို့ဒီလောကထဲရောက်လာတယ်ထင်နေတာလားမင်းစိတ်ဆက်တာလောက်ကတော့ကွာကထားပါမိမိတော့လည်းဖြေရတာပေါ့လဲတဲ့တခုတည်းမဟုတ်ဘူးတခြားနေရာတော်တော်များများကအဆုရှေရာတွေပါမင်းရမယ်အထူးသဖြင့်အင်းစိန်တကြောကခွင်တွေပေါ့မင်းတို့ပေါ်တာချင်းချင်းညှိလို့ကျန်တာငါပြောပေးမယ်လုံးလုံးဆက်ဘရင်တော်ကိုအရင်ကောင်းတဲ့ထက်မင်းမမင်းပုံမှန်လုပ်စရာရှိတာလုပ်နေမင်းမရှင်းနိုင်တာရှိရင်ငါ့ကိုလှမ်းပြောငါလဲအင်အားလို့ရင်မင်းကိုလှမ်းပြောမယ်ငါလိုချင်တာဒါပဲတခိုင်ဒီလိုပြောပြီး ဝစ်စကီတငုံငုံလိုက်ကဇီးတော်ပြီးတဖဲဖဲစားပြီးဖက်ကျန်းကိုမိညိတောင်းနေတယ်။နောင်နောင်ကလည်းမျက်မှောက်ကြီးကျုပ်ပြီးစဉ်းစားနေတယ်။ကျွန်တော်အကြောင်းပြမိမယ်ဗျာ။နောင်နောင်ဒီလိုပြောပြီးဘာမပြောညာမပြောဖြင့်ထပြန်သွားတော့တယ်။သက်ခိုင်ကလည်းမတားပါ။အချိန်ကညနေ၄နာရီခွဲခန့်တိမ်တွေလည်းပြိုတယ်၊မိုးတွေလည်းငိုတယ်။ဒါအတူတစုံတရာရဲ့နှလုံးသားထဲမှာလည်းတစုံတရာကိုတန်တန်တတ်တတ် လွမ်းဆုံမိနေပေတယ်အကိုကြီးဘာတော့ဟာသက်ခိုင်တယောက်တဖွဲဖွဲရာနေတဲ့မိုးဆက်တွေကိုထိုင်နေရင်ရန်နာတွင်တယောက်တည်းထိုင်တောက်နေစဉ်ငထုံးခေါ်တန်ကြောင်အတိတ်နဲ့ပြစ်ဆုံးပံကြတိုင်းပြတ်သွားရတော့တယ်သောက်ထိုးကောင်တွေဘင်းနောင်ကိုရောက်နေတယ်အင်းအောင်မနေဘူးအဲ့တော့အဲ့တော့မလုံးနဲ့ကိုကြီးကျွန်တော်ထင်အဲ့ကောင်တွေကျွန်တော်တို့စီဝင်လာဖို့များတယ်ဝင်လာရင်လဖေးတိုက်လိုက်ဖို့ကွာ တက်ခိုင်စကားကြောင့်ငထုံကောင်းကုတ်သွားရတော့တယ်။သို့ဆိုတော့တက်ခိုင်တယောက်ဟဲ့ဟဲ့ပပတ်ရည်ရင်ဟေးကောင်မင်းတို့တော့စိတ်ပူတတ်တဲ့ကောင်မဖြစ်လာသေးတဲ့အကြောင်းတွေကိုတွေးပုနေရင်မင်းယူသွားလိမ့်မယ်။ဖြစ်လာမှရှင်ခေါင်းထဲကိုအမိုက်တွေထည့်မထားနဲ့။ကျိုကတင့်တယ်လားလို့အကိုကြီးဇကန်ကြီးခေါ်ပြီးမင်းတို့ဆင်းပြေတယ်လို့လှုပ်လိုက်။ဟုတ်သို့ဆိုတော့ငထုံပြန်ထွက်သွားတော့တယ်။အမှန်ကထိုင်တော့ဖို့စဉ်းစားထားတော်လေတက်ခိုင်ကိုကြည့်ပြီးအခြေအနေမဟန်မှန်းသိတာကြောင့် တိတ်တဆိတ်ပြန်လဲထွက်ခွာသွားဖြစ်တယ်။မင်းဘလို့လုံးမစင်းစားထားတယ်ငထုံးရခိုင်ကြီးကိုမေးလိုက်ခြင်းဖြစ်တယ်။အေးခက်တော့ခက်တယ်ကွာငါတို့ကိုကြီးကလည်းဘာဖြစ်နေလဲမသိဘူးစိတ်နဲ့လူနဲ့မကပ်ဘူး။သူလည်းလူပဲကွာစိတ်ခံစားချက်တော့ရှိမှာပေါ့တို့ဆိုတော့ရခိုင်ကြီး နားလဲစားခေါင်းငိမ့်လိုက်ရင်ငထုံးဒီပွဲမှာငါတို့မျိုးစောက်ကိုခေါ်ရမယ်။ဆိုင်ထုံးတို့ကကော ဆိုင်ထုံးဆိုဒီမှာမြို့စော်နဲ့အပြိုင်အင်းစင်ရွာမှာလူမိုက်တယောက်ဖြစ်ပြီးတယ်။ဆိုင်ထုံးကဘာဆိုင်လို့လဲ။အော်ခွေတရောင်းသားကလည်းမြို့စော်ဝင်မှာတော့ဟိုကောင်လဲဟိုဘက်ကမပါဘူးလို့ပြောလို့ရမလားဟာ။ပါတော့လေပါဗောဆိုင်ထုံးလောက်ကတော့ကွာ။ပြီးတော့ကွာ။နောက်ဖြစ်တာနောက်မှရှင်းမယ်။စတင်မှာနှစ်ရက်နေ့အချိန်ကနနက်၈နာရီခန့်သာရှိလိမ့်မယ်။မကြခင်ဖြစ်ပေါ်လာမဲ့လူသက်ပွဲကြီးကိုကြိုတင်သိနေတဲ့အလားမုန်းနဲ့မင်းကြီးမှာ မျက်ရည်မိုးဆက်များကိုတပြိုင်းပြိုင်းကြွတ်တော်နေတယ်။ဘရင်တော်ရမ်းမာလန်းနဲ့အတော်ကလန်းတော်ရှိလက်ဖေးဆိုင်တနေရာလူသုံးယောက်လက်ဖေးတောက်လိုက်အကြခွေးစားလိုက်ဖြင့်အေးအေးလူလူစကားထိုင်ပြောနေကြတယ်။ထို့သုံးယောက်ကမျိုးစော်နောင်နောင်နဲ့မင်စာတို့ဖြစ်ကြတယ်။မျိုးစော်ဝင်ပါမယ်ဆိုတော့နောင်နောင်လည်းမနေတာ။သူတို့သုံးယောက်တည်းအရေးစွန်ထိုင်နေခြင်းတော့မဟုတ်။ဆိုင်ထဲတွင်သူတို့လူများရှိသလိုခက်လန်းလန်းတွင်လည်းငထုံးနဲ့ရခိုင်ကြီးတို့ရုပ်ဖြတ်ပြီး သူတို့ဖွဲ့နဲ့အတူအခြေအနေကိုအကဲခတ်နေပြီလေမျိုးစော်ကိုတချို့တွေတီးကြသလို အသေးလေးကိစ္စတွင်မင်းသားကိုလည်းတော်တော်များများတတိထားမိလာကြတယ်။နောင်နောင်ကိုတော့မတီးကြချေနမီကြားဖို့ကြတော့လေလူကိုမတွေ့ဖို့ကြတာကြောင့်ဖြစ်တယ်။သူတို့တောင်ယောက်ကတော့အေးအေးဆေးဆေးပင်လက်ဖေးရီတောင်းလိုက်ဆက်လိုက်ဖွာလိုက်ဘောလုံးပွဲတွေအကြောင်းအပေါင်းအရင်တန်တန်ဖြင့်ငင်းခုန်လိုက်လုံနေကြတယ်။ဒိုလေးနဲ့ရိုးနီဘသူကပိုကောင်းကြောင်းငင်းခုန်နေကြခြင်းဖြစ်တယ်။မျိုးစော်နဲ့နောင်နောင်က ဒိုလီဖန်ဖြစ်ကမင်းစာကရိုနီဖန်ဖြစ်တယ်။အကိုကြီးဟိုကောင်လေးရောက်နေတယ်။မင်းစာဆိုတဲ့ကောင်ပါတယ်။ခြားတဲ့တရားခိတလန်းနေရှိကိုကြောက်ဆောင်စီတို့လာရောက်တရင်ပို့နေခြင်းဖြစ်တယ်။သောက်ထိုးလလိုက်တော့သောက်ထိုးလူတွေလည်းရောက်ရှိနေတဲ့အချိန်ဖြစ်တယ်။ခြားတဲ့စကားကြောင့်ကိုကြောက်ဆောင်မျက်မှောက်ကုတ်လိုက်တယ်။သူတို့တောင်းရောက်တဲ့ထိုင်နေတာတော့မဖြစ်နိုင်။အနောက်မှာဘသူတွေပါမလဲ။ဟိုဘဲကြီးတက်ခိုင်ကိုတိုင်ရောက်နေတာလား။ကွာတို့ဟေးကောင်ကွာတို့ စောစောစီစီအရက်ပလင်းတစ်လုံးနဲ့အလုတ်ရှုံနေတဲ့ကွာတော်ကိုကိုကြောက်ဆောင်လှမ်းခေါ်လိုက်ခြင်းဖြစ်တယ်။ဗျဗျာဘာဖြစ်လို့လဲ။ဟေးကောမင်းရက်ပလင်းချထားလိုက်။ငါတို့လူတွေအကုန်သွားစုဟုတ်ခွေးမသားတွေရောက်နေပြီ။ဟာဟုတ်လား။ကွာတော်တရားဒီလိုပြောပြီးကြပြကြရာထသွားလီတော့တယ်။ဒီပေတွေသွေးနေသလားအချင်းတွေကတော့မအေး။ကြောက်ဆောင်ဦးဆောင်ပြီးသူ့လူတွေကစောက်ထိုးလူတွေပါအင်အားစု၍အတော်ကလန်အတိုင်းသမိုင်းဗုဒ္ဓယုံလန်းပတ်အချမ်းမှာခြစ်တက်လာခဲ့ကြတယ်။ ထိုနားပတ်ဝန်းကျင်တွင်နေထိုင်သူတို့မှကြောက်ဆောင်တို့အကြောင်းကောင်းကောင်းသိနေကြသူများဖြစ်၍ဗာများဖြစ်မလဲဟုရှင်ဓမ္မမဖြင့်မတိမတာကြည်နေကြတယ်။ဟေးကောင်ဘာမလဲ။ကိုကြောက်ဆောင်တရင်လာဖို့တဲ့ခြေထိတ်ကိုမေးလိုက်ခြင်းဖြစ်တယ်။လက်ပေးရင်ဆိုင်ထဲတွင်တယောက်မှမရှိတော့တာကြောင့်ဖြစ်တယ်။ပုံမှန်တောင်းနေကြလူတွေပင် ပြဿနာတစ်ခုခုဖြစ်ပွားတော့မိမှန်းသိတာကြောင့်အတိအထိပြန်သွားကြတယ်။စောနာငါတိရှိသေးတယ်။ခြေထိတ်ရဲ့ဖြေတဲ့အစုံဟေးကောင်မြတ်ကျော် ကိုကြောက်ဆောင်လက်ပည့်ဆိုင်ရှိအဖျော်စရာကိုခေါ်လိုက်ခြင်းဖြစ်တယ်။ဗျာဒီကိုခဏလောက်တို့ဆိုတော့အဖျော်စရာမှာကိုကြောက်ဆောင်အနာကိုကမန်းကဒန်းသွားလိုက်လေတယ်။ဆောနာကဒီမှာလက်ပည့်ထိုင်တောက်နေတဲ့ကောင်လေးဘယ်ရောက်သွားလဲ။ကိုမျိုးစောတော်ကိုပြောတာလား။မင်းကမျိုးစောကိုတိနေတာလား။မင်းတို့ဘယ်လိုပတ်သက်လဲကော။အာအဲ့လိုမဟုတ်ပါဘူးကိုကြီးရဲ့။မျိုးစောကိုကျွန်တော်ကတွေ့ဘူးလို့ပါ။သူတို့ဒီရောက်လာတော့အကိုကြီးတို့နဲ့အလုပ်တစ်ခုကိုရှိမယ်လို့တောင်ကျွန်တော်ကထင်ထားတာ။ စောစောနောက်ကတင်ထပြန်သွားကြတယ်သူဆိုတော့ကိုကြောက်ဆောင်တယောက်စဉ်းစားရလီတော့တယ်သူကအိမ်ပြေးအပြေးဖြင့်ရောက်လာခဲ့တော့လေတယောက်မှမတွေ့ရတော့တာအကြောင်းဖြစ်တယ်အဲကောင်နေဘယ်ဘက်ထွက်သွားလဲအဲ့တော့သတိမထားမိဘူးကိုကြီးကျွန်တော်လည်းလက်ဖေးဖြောင်းနေတာနဲ့အမှတ်တမှတ်နဲ့ပဲရောင်းလက်ဆောင်နဲ့တော့မထိုးတော့ပါဘူးအုံနှုတ်ခေါက်ဆက်ရသေးလားဟုတ်ရသေးတယ်အေးအုံနှုတ်တပွဲပေးကွာမန္တလေးပဲကြော့တဲ့ပဲသွေးရှိရင်ပဲသွေးပါတဲ့ဟုတ်ပြီးတော့ချုံစိတ်တစ်ခွက်ပေး င်းတို့ကောင်တွေလည်းစားကျင်တာရှိရင်မှစားကိုเจ้าဆောင်အဖျော်စရာကိုမှနေရင်မှသူ့ကောင်တွေဘက်သို့လှည့်ပြောလိုက်ခြင်းဖြစ်တယ်အဲ့ဒီနောက်တော့ပွဲကြီးပွဲကောင်းနှဲ့ရမယ့်အထင်ဖြင့်တမန်ကိုစီခါးချထုတ်လာတဲ့ကိုเจ้าဆောင်တပည့်တွေမှဦးကြောင်ကြောင်ဖြင့်လက်ဖက်ရည်ထိုင်တောက်လိုက်ရတော့တယ်အကိုတို့ဘယ်လိုလုပ်မှာလဲမျိုးစော်ငထုံးကုန်မေးလိုက်ခြင်းဖြစ်တယ်နေုံမျိုးစော်ခဏဆောင်အောင်ဆိုဆိုတော့မျိုးစော်ကောင်းကြီးလိုက်တယ်မင်းသားအဲကောင်တွေဘယ်လောက်ရှိလဲ 我听民工讲，天嘛，东在交来估计，兵马来，谁给你谁没听呢？这些干子，民工不留的包下来，人家不留我都包没有，空闲出来了够用阳没？民工们书包没命忙的了，我讲你个空班空班做伊，没有来人车位嘛讲理那呗？还有我听，没讲理的个，俺调查问问，李由讲，而且俺既不表理了哈，再来一个，俺妈妈讲了啊，没话没理，比我管。 အရေးအကြောင်းဆိုလျှင်တကားမှမတည့်တဲ့ငထုံးတဲ့ရကန်ကြီးကိုကြည့်ပြီးကြံလူများမှ ပြုံးစိစိဖြစ်နေကြတယ်။သို့တော့သူတို့အပြုံးတွေဟာကြာရှည်မခံခဲ့။သခိုင်တယောက်နနက်စာမောင်းငါစာရင်အနီးမှာတွေ့ရတဲ့ဘယ်နှခုနှစ်ထုံမှန်းမသိတဲ့တည်င်းစာကိုထိုင်ပတ်နေစဉ်ဖုံးဝင်လာသဖြင့်ကင်လိုက်လေတယ်။ကိုလက်ဖုံးဖြစ်တယ်။ဥစိန်ညုံရဲ့လက်ထောက်ဖြစ်ပေတယ်။လက်မအားသဖြင့်စပီကာဖွင့်လိုက်တယ်။ဟယ်လိုဟယ်လိုကိုတက်ခိုင်လား ေးဒီဖုံးကငါပဲကင်တာလीကွာကိုတက်ခိုင်ဘူတာယုံလက်ဘက်မှာကြောက်ဆောင်တို့အဖွဲ့ကိုအုပ်စုလက်ကြီးတွေးလိုက်တယ်ပြီးတော့ဟိုမင်းစာဆိုလားပါဆိုလားသူတို့ကိုလည်းတွေးလိုက်တယ်လို့ကျွန်တော်တပည့်တွေလမ်းပြောတယ်ကိုတက်ခိုင်ဘာလို့အုံးမလို့လဲဟောသူကဆိုကိစ္စရှိလို့သွားတော့နေမှာပေါ့ကွာမင်းစာကငါမွေးထားတဲ့သားမှမဟုတ်တာပြီးတော့ကြောက်ဆောင်တို့ကိုအုပ်စုလိုက်တွေးတာကကောငါနဲ့ပါဆိုင်လို့လေငါငါအိမ်မှာအေးစိနေပြီးမောင်ငါစားနေတာဟာဘာမှမဖြစ်ရင်ပြီးကြပါပဲ။ အခုလည်းဆရာဦးစက်ညွန်ဆက်ခိုင်းလိုက်လို့ပါအေးငါကတော့ဘာမှမဖြစ်တာကျင်းတည်တယ်တခြားဟာတွေကသူ့အတူဖြစ်ကျင်လဲဖြစ်မှာပေါ့ကွာမင်းတို့ကလည်းတဆိတ်ရှိငါပဲဖုံးစံနေတယ်မသိရင်ငါကရန်ကုန်ရဲ့တမိုင်းဝင်လူရုံမှကြီးကြာနေတာပဲတခိုင်စကားကြောင့်ကိုလက်တယောက်အားရပါရရီလိုက်ရင်ဘယ်လိုလဲမဟုတ်ပါဘူးဗျာအေးပါကိစ္စမရှိရင်ဖုံးချလိုက်တော့မယ်ကွာမောင်ငါစားနေရင်တန်လန်းကြီးမလို့ဟုတ်ကဲ့ပါကိုတက်ခိုင်အဲ့ဒီနောက်တက်ခိုင်ကိုလက်ဖုံးကိုချပြီး ချက်ချင်းဆိုသလိုပြင်အထုံးကိုဖုံးခေါ်လိုက်လီတော့တယ်အခုကြီးကငါတို့တွေအကုန်လုံးကိုရုပ်ဖြတ်ခိုင်းတာတယ်အချင်းအနေမဟန်ရင်ပြန်လစ်လာခဲ့တဲ့ငါထုံးစကားကြောင့်အချင်းအနေကမဟန်စရာမှမရှိတာမင်းကချိန်ဆွဲနေတာရခိုင်ကြီးဝင်ပြောလိုက်ခြင်းဖြစ်တယ်သူတို့တွေအင်အား60ကျော်ပါလာတယ်သို့တော့တစုတဝေးတည်းတော့မနေမထူးအောင်ကွာကလားကြီးဂဲပေါ့ရှာပြီးရင်ကားတွေကိုဆင်သင့်ပြင်တာမျိုးစုံမင်းကောင်တွေကိုခေါ်လိုက်တော့မင်းသား မင်းနဲ့အနိုင်ကအပြင်ကကောင်တွေကိုထိန်းငထွန်တန်းစီမာနေခြင်းဖြစ်တယ်ဟုတ်ကိုတော့အဲ့ဒီနောက်တော့မိုးဖဲလေးတွေရဲ့အောက်မှာအယိုးဆွဲသွားစီမဲ့ဖြစ်ရတဲ့ခုဖန်တီးဖို့အတွက်ငထွန်တို့လက်ပိဆိုင်ကဲသို့အုတ်လိုက်ကြီးဝင်ချလာတယ်ဟန်ဆောင်နာတွေကဲခတ်တာတွေလုံးဝမရှိပဲဘီလူးဆိုင်တီဗီဒေရှိုးဝါကြီးဝင်ရောက်လာခြင်းဖြစ်တယ်ငထုံးပင်အချက်ပြချိန်မရလိုက်ဝင်ဝင်ချင်းရခိုင်ကြီးတယောက်အနီးဆုံးတွင်ရှိတဲ့ကိုကြောက်ဆောင်တစ်ပတ် ဘင်းတောင်လူမိုက်ကိုပြေခုတ်ချလိုက်တယ်။သို့ဆိုတော့ငထုံးတို့လည်းဘာမှပြောမနေတော့ပဲအတီးတီးပြေးဝင်သွားကြတော့တယ်။ငထုံးတို့ပြေးဝင်သွားသလိုကြောက်ဆောင်တို့ကလည်းအသိအနေထားဖြင့်ပြန်လည်ခုခံနေ။ကော်ဖီရနံ့၊နှုတ်စီရနံ့တို့ဖြင့်တင်းပြတ်နေတဲ့လက်ဖေးဆိုင်ထဲမှာခနာလေးအတွင်းပင်တွင်းညီနှက်များဖုံးလန်းသွားတော့တယ်။ဆိုင်မန်ရှင်အန်တီဂျီအပါဝင်အဖျော်ဆရာနဲ့သပွဲတို့လေးများမှလွတ်ရာကျွရာတို့ထွက်ပြေးသွားကြတော့တယ်။ ဖေကောင်မင်းတော့ကိုကြီးဟိုကောင်ဆုံးမွေနဲ့လူချင်းမမားစေနဲ့တတိထား။အော်ရင်ဟင့်ရင်ငထွန်းတရားကြောက်ဆောင်အနာကိုကြောက်အောင်တိုးသွားတယ်။သူကိုယ်တိုင်လည်းနှစ်ချက်ကုတ်ခံထားရလေတယ်။သို့တော့တေလောက်တဲ့ဒဏ်ရာတွေတော့မဟုတ်။တခိုင်ကြီးကတော့ဘီလူတေးရဲ့စီးတယ်လို့မဲမဲမြေရအကုန်လှိတ်ခုတ်တော့တယ်။မျိုးစောနဲ့နောင်နောင်ကလည်းအတွဲညီတယ်။အတော်လက်ရင်တီဟုပြောရမယ်။မင်းသားတို့ဘွဲကတော့အပြင်ကကြားကြီးတို့ရဲ့ရှစ်ကင်းတွေကိုကောင်းကောင်းကြီးဝိုင်းလော်နေကြတယ်။ဒီဘွဲမှာ င်စာတို့အဖွဲ့အတော်လေးအသာစီးရသလောက်လက်ပိတ်အိမ်ဆိုင်ထဲမှာတော့ကွဲသူကွဲလဲသူလဲနဲ့နှစ်ဖက်စလုံးထိခိုက်နေနာမှုများတယ်။ဟောဟေးကောတချီတွင်အထွန်းတယောက်အရှိကုံမဲနေတော့အနောက်ကတန်ပိုက်ဖြည့်ဝင်ရိုက်တာကြောင့်အရှိကိုဖတ်ထိုးလဲကျသွားတယ်။ဤဒီကိုရခိုင်ကြီးမြင်လိုက်သဖြင့်ထို့သို့လှမ်းအောင်လိုက်ခြင်းဖြစ်တယ်။ငထွန်းတယောက်ခေါင်းဟတ်တက်ကွဲသွားလေတယ်။ဖြာစင်းလာတဲ့သွေးတွေမှာမြင်လို့တော့မကောင်းအသားနာသွားသဖြင့်ငထွန်းလဲတတင်ကအသိစိတ်လွတ်သွားတော့တယ်။ ူကိုတန်ပိုင်းဖြစ်ရိုက်တဲ့ကောင်ကိုဘယ်နှချက်မှမသိစင့်ကစင့်ကခုန်နေတော့တယ်။ဘေးမှာတော့ရခိုင်ကြီးနဲ့ခြာတိတ်တချို့ငထုံးကိုဝိုင်းကာထားကြတယ်။အခြေအနေတွေကအတော်လေးကိုချုပ်ထွေးနေပြီတဲ့။ကြောက်ဆောင်ကတော့တဖြည်းဖြည်းအေးနိမ့်လာတဲ့သူ့လူတွေကိုကြည့်ပြီးလက်ပေးဆိုင်တောင်းတွင်ကက်နေကအခြေအနေကိုအကဲခတ်နေတယ်။အခွင့်သာလျင်ထပ်ပြေးရန်ဖြစ်တယ်။မင်းကဘယ်ပြေးမလို့လဲ။ထို့သောစကားအတန်နဲ့အတူဒုက္ခနဲ့မိတန်တစ်ချက်ထပ်ပေါ်လာခဲ့တယ်။ကြောက်ဆောင်ကိုခုတ်လိုက်သူကနောင်နောင် ေးကောင်တော်တော့ဟေးကောင်အသီးစိတ်လွတ်ပြီးမိမိယာကိုလိုက်ခုန်နေတဲ့ငထုံးအနာကိုမိတူးမမကက်ရဲ့သို့ဆိုတော့ရခိုင်ကြီးမှာငထုံးကိုနပန်းဖက်လုံရတော်တယ်ကြောက်ဆောင်တပည့်တော်တော်များများကြွသွားသလိုတက်ကင်ချာတဲ့6ယောက်လည်းအသက်ပေးလိုက်ရတယ်တန်ရာတွေကတော့အကုန်လုံးနှီးပါရကြတယ်ဟေးကောင်တော်တော့လီးလို့ပဲရခိုင်ကြီးအတင်းဝင်ချုပ်တာတော့ငထုံးမှာမရက်နိုင်သေးသဖြင့်ရခိုင်ကြီးမှာစိတ်တူစွာဖြင့်ထို့သို့ဆဲဆိုလိုက်ခြင်းဖြစ်တယ် 牛作家嘞，看一看印尼都我唱过一点文说的。谁讲真香？我表那讲了，真香。都说到我唱到底变文来的。好讲哦，好亏嘛，咱别讲的嘞。我唱没讲叫。谁讲我表那作业没写了哦？闹，喏，都别个叫上阿郎哥，没事别人，偷偷变批来千批的。谁讲的？讲双妹，俺都离的阿阿八空。 တခန်ကြီးဒီလိုပြောပြီးငထုံးကိုတွဲကကာရှိယာတို့အမြန်ဆုံးနှုတ်ဖြင့်သွားတော်တယ်။လူမိုက်ကိုင်းနှစ်ခုကြားကလူသိရှင်ကြလူသက်ပွဲကြီးကြောင့်ပဝင်းကြီးရှိ အများပြည်သူတို့မှာအတော်လေးအထိတ်တလန့်ဖြစ်သွားခဲ့ကြရသလိုရဲတွေလည်းအတော်လှုပ်ရှုပ်သွားတယ်။ရုပ်ဖြဲလာခဲ့တဲ့ဖြင့်ငထုံးနဲ့ရခိုင်ကြီးအနှဲငယ်ကန်ကောင်းသွားခဲ့သည်ဆိုတော့ညာတက်ခိုင်ကတော့ခေါင်းအတော်စားသွားရတယ်။မင်းတို့ကောင်တွေလဲကူတဲ့ခဏသွားနေငါမခေါ်မချင်းဘယ်ခေါင်းမှပြန်မလာနဲ့။ ူရှိတင်ရှိနေတဲ့ငထုံးရခိုင်ကြီးမျိုးစော်နောင်နောင်မင်းစာအနိုင်နဲ့ကလားကြီးတို့ကိုတက်ခိုင်ပြောနေခြင်းဖြစ်တယ်။မဲကြီးကတော့အထဲရောက်နေပြီတဲ့။သို့သောတက်ခိုင်စနက်ကြောင့်လွတ်ဖို့တိတ်မလို့တော့။ဟုတ်ကိုကြီးဒါနဲ့အထဲဝင်ဖို့ကိစ္စကမင်းရှာရှည်မနေနဲ့ငါစီစဉ်လိုက်မယ်။အထုံးစကားမဆုံးခင်တက်ခိုင်ဖြတ်ပြောလိုက်ခြင်းဖြစ်တယ်။နောက်ဆုံးဖြစ်သွားတဲ့ပွဲကလူသိရှင်ကြားဖြစ်တာကြောင့်ဘလုံးမလှဲမရ။ခြားတဲ့တချို့အထဲကို ဝင်ကိုဝင်ပေးရမည်ဖြစ်တယ်။ထို့အတွက်တော့မျိုးစော်ခြားတဲ့တချို့နဲ့သက်ခံခြားတဲ့တချို့သူတို့သဘောဆန္ဒအရာဝင်ပေးမည်ဖြစ်တယ်။ထောက်ပံ့ကြီးကလည်းမျိုးမျိုးမြမြရသည်ကိုဒါအပြင်ထောင်ထဲတွင်နေရာတစ်ခုရဖို့လည်းသက်ခိုင်ကစီစဉ်ပေးမည်ဖြစ်တယ်။သက်ခိုင်ကတော့အိမ်မှာရှိနေကြောင်းအလီပိုင်ပြနေတဲ့ဖြင့်ပြဿနာမရှိ။ပြဿနာမရှိဘူးဆိုပေမဲ့အစိအစေအမေးအမြန်းတွေကိုတော့အပေါအောင်ဖြေရတယ်။မိနာတော့ကိုထုတ်ပေးပါကိုသက်ခိုင်။ အဲ့ဒီနေ့ကသူတို့အဖွဲ့တွေကိုတွေ့လိုက်တဲ့မျက်မြင်သက်တွေတွေကျွန်တော်တို့မှရှိတယ်။ကြီးမင်းနိုင်နေတဲ့အဖွဲ့တက်ကင်စီကိုရောက်ရှိနေခြင်းဖြစ်တယ်။ကျွန်တော်တခုပြောမယ်နော်။ပြောပါ။ခမားတို့မျက်မြင်သက်တွေရှိလားမရှိလားတော့ကျွန်တော်မသိဘူး။ကျွန်တော်အိမ်မှာပဲငုတ်တုတ်ကြီးထိုင်နေတယ်ဆိုတာတော့ရရဲ့ကြီးပြောရတယ်။ကျွန်တော်လည်းသက်တွေပြလို့ရတယ်။ဘယ်နဲ့ဗျာကိုယ့်အကိုအိမ်မှာအေးအေးဆေးဆေးနေတာကိုဟိုမေးလိုက်ဒီမေးလိုက်ဆန်းလိုက်နဲ့ခမားတို့ဟာကမဟုတ်သေးဘူးလားလို့တက်ကင်စကားကြောင့်နေတဲ့ဖြစ်သူမှာ မတိတတိပြုံးလိုက်ရင်ကိုတက်ကင်ခမောကိုခမောတော်တော်လေးနေပြီထင်းနေလားဘင်းတော်ကိစ်ကခမောဆက်နမှန်ကျွန်တော်သိရဲ့ဘမလဲတက်တည်တက်တည်ဗျာပြီးရင်ဆွဲချက်တင်အဲ့လိုမှမဟုတ်ရင်တော့ဆရာပြောတဲ့စကားကိုဆရာတာဝန်ယူရလိမ့်မယ်ဆရာလည်းသိပါတယ်ဥပဒေအထက်မှာဘယ်သူမှမရှိဘူးနော်မဟုတ်ဘဲဆွဆဲရင်တော့ကျွန်တော်ဘက်ကနေအသေးရဖြတ်မှုနဲ့တရားပြန်ဆွဲမှာခမောလှုပ်ထအောင်ပေါ့ဗျာ နေတိုင်းမှဒီလိုပြောပြီးမခံချီမခံတာဖြင့်ထပြန်သွားတယ်။တက္ကရာနေဖင်းကလည်းသူ့ညီလေးကိုကာကွယ်ဖို့အတွက်ဆိုလျင်ဘာမှမဆိုလှုပ်ဖို့ဝင်လေသူမဟုတ်။အတိတ်ကိုအရေးတစ်ခုလို့သာ ပြန်သွားလို့ရရင်ကွာ။ရခိုင်ကြီးပြောလိုက်ခြင်းဖြစ်တယ်။သူဆိုတော့ငထုံးစကားဝင်ထောက်လေ။မင်းကဘာလို့မလို့လဲ။ဖွင့်မပြောလိုက်ရတဲ့ကောင်မလေးတွေအကုန်လုံးရီးစားစကားလိုက်ပြောမလို့ကွာ။လီရခိုင်ကြီးတကားကြောင့်ငထုံးဆဲလိုက်မိတယ်လို့ ကြံတဲ့လူများလည်းသဘောကျစွာရည်မီးလိုက်ကြတယ်။သူတို့အားလုံးလေးခုတည်းကလှုပ်ဝက်တဲ့တနေရာသို့ရောက်ရှိနေခြင်းဖြစ်တယ်။အခုလည်းဘိုင်းဖွဲ့ပြီးထိုင်တောက်နေကြတယ်။အားလုံးထဲမှာအထီးဆုံးကတော့ငတ်ထွန်၊ခေါင်းမှာလည်းပတ္တိအဖွေးသားနဲ့ကျွန်တော်တို့ဘယ်ချိန်နှီးကူအောင်နေရမှာလဲ။မျိုးစော်စကားကြောင့်နေအောင်မျိုးစော်ရမင်းကဒီဒီပွဲပဲဖြစ်တာ။ငါတို့ကပွဲဆက်နေတာ။အကိုကြီးလည်းခေါင်းစားနေတယ်။ပြင်ငပိမစားခြင်းအကိုကြီးပြောတာနားထောင်ကွာ။စကံကြီးဖြေလိုက်ခြင်းဖြစ်တယ်။ ြင်ကပီကောင်းပါလေဗျကျွန်တော်ကမြင်ကပီကြိုက်တယ်ကောင်းကြီးစစ်တမင်းပူပူလေးနဲ့ဆိုလိုက်မလိုက်အေးမင်းရောက်ခါတွေကကောင်းကြီးစစ်တမင်းထိုးကြည့်မယ်တဲ့ဝင်သွားလိုက်ဟာဟာကျွန်တော်တခုတော့စဉ်းစားမိတယ်ဒီတကာဝင်ပြောတာမင်းစားဘာလို့လဲမထုံးပြန်ပြောလိုက်ခြင်းဖြစ်တယ်ဇောက်ထိုးအရန်ငိမ့်နေသလားလို့အဲ့ဒါမကောင်းဘူးသူ့ဆိုတော့အာလုံးတိတ်ဆိတ်သွားတယ်မင်းသာပြောတာဟုတ်တယ်ဇောက်ထိုးအကြောင်းကျွန်တော်သိတယ် ဒီကောင်တစ်ခုခုကြံနေပြီထင်တယ်။ကြံတော့လေကြံဖို့မျိုးစော်ရဖြစ်တော့လေရှင်းတာပေါ့။ဘာမှပူမနေနဲ့။မဟုတ်ဘူးကောထွန်းပြဿနာတိုင်းကိုဓာတ်နဲ့ရှင်းလို့မရဘူးဗျ။ပြီးတော့အဲ့ကောင်ကမိမလို့မမရစေ။ဟေးကောင်အကိုကြီးရှိတယ်ဘာမှပူမနေနဲ့။ဇလန်လေးကတော့ပြီးဆုံးလို့သွားခဲ့ပါပြီခင်ဗျာ။ဒီဇလန်လေးရဲ့မှာကျွန်တော်ရဲ့အပြောဆိုစကားသွားလာစကားပြဲတောင်းများမှာအမယုံများပါရှိခဲ့ရင်ခွင့်လွန်နားလည်ပေးကြပါ။ ောင်းနေများစွာမှာလေဘလို့စိတ်ဝင်စားစရာကောင်းတဲ့ဇလံများကိုပျော့ပြတ်တင်ဆက်ပေးဦးမလဲဆိုတာကိုတော့စောင့်မျှော်နှားဆင်အားပေးကြဖို့တောင်းဆိုအပ်ပါတယ်ခင်ဗျာ။